တလက်ပိုင်အရွယ်အမျိုးသားမျက်လုံးကိုမှိတ်ထားပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုအယောင်ခဏပါအလင်းရောင်ဝင်းရထားပါတယ်။သူကတက်ရှိအားလုံးကိုသူ့ရဲ့ရှိတ်မှာတုံလို့စေပြီးခြေတလန်းတော့မလန်းနိုင်အောင်တားဆီးနိုင်တဲ့ကြောင်မဖွဲ့ရဖီအားကိုထွက်လွတ်နေပါတယ်။ ထိုအယောင်ခဏပါအမျိုးသားသူအတောက်ပဆောင်ကောင်းကင်အလင်းရောင်ထဲကအယောင်ခဏပါနဲ့ပင်မှာတွေ့ခဲ့တဲ့အယောင်ခဏပါလူမဟုတ်ပဲသူ့ရဲ့တူလွန်ရနေရာထဲကအယောင်ခဏပါရုပ်ထုရဲ့တကယ်ကိုထဲအစ်စ်ပါဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီကိုတောင်းဆိုချင်ပါတယ်ထိုရာဝန်လင်းထိုလူကိုဒုတိယအကြိမ်တွေ့မြင်ချိန်မှာသူကခဏတာစဉ်းစားလိုက်ပြီးသူ့ရဲ့မျက်လုံးထဲမှာအေးဆက်တဲ့အရေးအုံကဖြည်းဖြည်းသွားကတုံဆိုင်မိနေပဲရှေ့ကိုခြေလှမ်းလိုက်ပါလေသူ့ရဲ့ညာဘက်လက်ကလက်တစိတ်တစ်ခုကိုဖွဲလိုက်ပြီးအဖိုးကြီးရဲ့စိတ်အတွင်ပိုင်းကတွန်းခါသွားပါလေကြီးမားတဲ့လဝါပုံကြီးတစ်ခုကဝန်လင်းရဲ့ ိမှပေါ်လာပြီးမြို့ခိုးကိုထိုးဖောက်ကာတလက်ပိုင်းအရွယ်မျိုးသားစီကို ပြန်တန်းသွားပါလေထိုလူကတစိမ့်တစ်ခုပါ သူ့အောက်ကကောင်းကြီးပုံသားတွေရဲ့မျက်ညံကိုဘသူမှမရှာဖွေနိုင်အောင်တားဆီးထားတဲ့ဒစိမ့်တစ်ခုပါကြီးမားတဲ့လက်ဖွားပုံရင်ကထူထောင်နေတဲ့တက်လက်ပံရွယ်မျိုးသားစီကိုချက်ချင်းနှိကက်သွားပြီးသူ့ကိုထိုးဖောက်သွားပါလေဒိုးဝါရင်လက်ဖွားပုံရင်ကတက်လက်ပံရွယ်မျိုးသားကိုထိုးဖောက်သွားချိန်မှာထိုးရာတိတ်တဆိတ်နဲ့ပြုတ်ခွဲသွားပါလေထူမီခွင်းကအလွန်ထူဆန်းနေပါလေတတိချာကြည့်ရင်လက်ဖွားပုံရင်ကတက်လက်ပံရွယ်မျိုးသားကိုမထိမိပဲသူ့စီကနေသုံးလုံးမအောက်ကောင်မှာပြုတ်ခွဲသွားတာကိုတွေ့ရပါလိမ့်မယ်ဝယ်လင်းရဲ့မျက်လုံးတွေကကျဉ်းမြောင်းသွားပါလေလက်ဖွားပုံရင်ကပြုတ်ခွဲသွားချိန်မှာပဲသူကရှေ့ကိုလည်းညှို့ထုတ်လိုက်ပါလေ တိုးညင်းတဲ့အတန်တစ်ခုကဝင်လင်းရဲ့လူမျိုးကနေတလက်ပိုင်ရွယ်အမျိုးသားစီကိုထွက်သွားပါတယ်ဒီဒီချိန်မှာဝင်လင်းကတေချာကြည့်လိုက်ပြီးလေတိုးတန်တလက်ပိုင်ရွယ်အမျိုးသားစီကနေသုံးလုံးမအောက်ကမှာတိတ်တဆိတ်နဲ့ပျောက်ကွယ်သွားတာကိုမြင်လိုက်ရပါတယ်ဝင်လင်းကတလက်ပိုင်ရွယ်အမျိုးသားကိုစိုက်ကြည့်ပြီးရှေ့ကိုခြေလှမ်းလိုက်ပါတယ်သူကိုယ်တိုင်တလက်ပိုင်ရွယ်အမျိုးသားရဲ့ရှေ့ကိုရောက်လာပြီးသူ့ရဲ့လက်ငတ်ချောင်းကဓာတ်တလက်ကိုဖွဲ့စည်းသွားပါတယ်သူ့ရဲ့ရှေ့အောင်နှဖျားကျယ်တွေကလည်းပက်လာပြီးများပြားလာတဲ့ရှေ့အောင်နှဖျားစွန်းအင်းတွေကသူ့ရဲ့လက်ငတ်ချောင်းတွေကိုဝင်ရောက်လာပါတယ်အခုအချိန်မှာလက်ငတ်ချောင်းကကဘာမျိုးချိန်မုန်းနိုင်အောင်သာမကကြီး ညတ်ချင်းဂျိုတခုနောက်ဖြက်စီးနိုင်တဲ့ဆွမ်းအားကပါဝင်နေပါပြီ။သူ့ရဲ့လက်နှချောင်းကတလက်ပံအွေအမျိုးသားစီကိုနီးကပ်လာတဲ့အခါမိုးချိမ့်တက်လို့အတန်အားထွက်လာပါတယ်။မျက်စိတမိတ်အတွင်းမှာသူ့ရဲ့လက်ချောင်းတွေကသုံးလမအကွာကိုရောက်သွားပါတယ်။ဝင်လင်းကသုံးလမအကွာအတားစီရဲကိုဝင်ရောက်သွားတဲ့အခါသူ့ရဲ့မျက်လုံးတွေကလင်းလက်လာပြီးသူ့ရဲ့လက်ချောင်းကလင်းမြန်စွာနဲ့ပြုတ်ကွဲသွားတာကိုတွေ့လိုက်ရပါတယ်။ နာကျင်မှုမရှိပေမဲ့သူ့ရဲ့လက်ချောင်းလေးပြုတ်ကွဲသွားတော့သူကရှင်းရှင်းလင်းလင်းမြင်နေရပါလေခဏလေးအတွင်းမှာပဲသူ့ရဲ့လက်ချောင်းနှစ်ချောင်းရဲ့စိတ်ပိုင်းနှင်းငယ်ကပြုတ်ကွဲသွားပါလေအဲ့ဒီသုံးလမဧရိယာနင်းနမိတ်တစ်ခုလိုပါပဲထိုးရဖျက်ချော်တဲ့ဘေးရာမဆိုပြုတ်ကွဲသွားပါလိမ့်မယ်သူသာအတင်းကျဲဝင်မှုစူးစားခင်းရင်သူ့ရဲ့ညာဘက်လက်ကတက်လက်ပိုင်အရွယ်မျိုးသားကိုမထီးခင်မှာပဲခြေရာမကျန်ပြတ်ကွက်သွားပါလိမ့်မယ်ဝန်လင်းရဲ့မျက်လုံးကကျင်းမြောင်းသွားပြီးသူ့ရဲ့ညာဘက်လက်ကိုပြန်ဆွဲလိုက်ပါလေသူကခြေလဲနှင်းငယ်နောက်ဆုတ်ပြီးတက်လက်ပိုင်အရွယ်မျိုးသားကိုတင်းငိမ်စွာနဲ့ခြေလိုက်ပါလေပြီးတော့ဒဏ်ရာမရှိပေမဲ့အစိတ်ပိုင်းတစ်ခုပျောက်ဆုံး နေတယ်သူ့ရဲ့လက်ထောင်းနှောင်းကိုကြိလိုက်ပါလေဘလို့ထူးဆန်းတဲ့ဆွမ်းဟာလေဝင်လင်းကတီတိုးရီကိုလိုက်ပြီးသူ့ရဲ့ရှေးအောင်နှဖျားဆွမ်းဟာကသူ့ရဲ့ခန္ဓာကိုဖြစ်တင်းကသူ့ရဲ့လက်ထောင်းထဲကိုဝင်ရောက်သွားပါလေသူ့ရဲ့ပက်လက်ရအသားတွေဟာဖြင်းချင်းစွာနဲ့လှူရှားလာပြီးအပိုင်းတစ်ခုကပြန်ပေါက်လာပါလေခဏလောက်စဉ်းစားပြီးရင်နောက်မှာဝင်လင်းကတုံဆိုင်သွားပါလေတလက်ပိုင်းအရွယ်အမျိုးသားစီဟာတစိမ့်ရှိနေတာနဲ့အဖိုးကြီးရဲ့မျက်ညံတွေကိုရရှိဖို့ကခက်ခဲပေမဲ့မဖြစ်နိုင်တာတော့မဟုတ်ပါဘူး တို့ရရင်ထိုးရတန်ကြေးတစ်ခုကိုလိုအပ်ပြီးဝလင်းကအဲ့တန်ကြေးကထိုက်တန်ရည်လားဆိုတာကိုတွက်ချက်နေပါတယ်အဖိုးကြီးရဲ့မှညာဝလင်းအတွက်ဘာမဆိုလောဝလောင်းတို့ဒီထိုက်တန်ရည်လားသူကတိတ်တဆိတ်နဲ့စဉ်းစားနေပြီးသူ့ရဲ့စိတ်ထဲမှာသူ့ဘဝရဲ့ပုံရိပ်တွေကပေါ်လာပါတယ်ကဘာကြီးကိုတန်တရားဝင်ခဲ့တဲ့အချိန်ကြီးကနေသူ့ရဲ့ကိုပိုင်ကဘာလှန်ကူတစ်ခုမြတ်တာဖြစ်တဲ့ဆိုတာသိလိုက်ရတဲ့အထိပါပဲငါဒီရအားလုံးရဲ့အကြောင်းရင်းကိုသိချင်တယ်ဒီလိုင်ကူရဲ့အကြောင်းအမှန်တရားကိုသိချင်တယ် ဝယ်လင်းရဲ့မျက်လုံးတွေကခိုင်မာတဲ့စိတ်ပိုင်းဖြစ်မှုနဲ့ပြည့်နေပြီးသူ့ရဲ့မျက်လုံးတွေကိုမှိတ်လိုက်ပါလေခနာကြမှာသူကရုတ်တရက်မျက်လုံးဖွင့်လိုက်ပြီးသူ့ရဲ့ရှေးအောင်နှဖျားကျဲခုနှစ်လုံးကလှည့်မြန်ဆောင်နဲ့လေပတ်လာပါလေသူ့ရဲ့ဘေဘက်နဲ့ညာဘက်မျက်လုံးထဲမှာလေရှေးအောင်နှဆိုးကျဲတွေကလေပတ်လာပါလေမကြခင်မှာပဲကျဲလေးနေရာသူ့ရဲ့ခန္ဓာကိုဝင်းရံသွားပါလေရှေးအောင်နှဖျားရှေးအောင်နှဆိုးရှေးအောင်မိဆာစွန်းအင်းနေရာဝယ်လင်းရဲ့ခန္ဓာကိုဖြည့်တင်းလိုက်ပါလေသူ့ရဲ့မူလဝိညာဉ်ကရုတ်ခန္ဓာအဖြစ်ပြောင်းလဲသွားပုံရပြီးပုံပြဆပြူလာပါလေသူ့နောက်မှာတော့ရှေးအောင်နှဖျားရေးတစ်ခုကဖြင်းချင်းစွာနဲ့ဖွဲ့ လာပါတယ်။ဘယ်ဘက်မှာရှေးအောင်မိတ်ဆာအရေးတစ်ခုကပေါ်လာပြီးညာဘက်မှာတော့ရှေးအောင်နှဆိုးအရေးတစ်ခုကပေါ်လာပါတယ်။ထိုးရာရှေးအောင်မျိုးနဲ့စု၃ခုကဝင်လင်းနောက်မှာတစ်ချိန်နဲ့ပထမဆုံးအချိန်ပေါ်ထွက်လာချိန်မှာထိုးရာထိုးမျိုးနဲ့စု၃ခုရဲ့အချိန်ဝါရီကသူ့ရဲ့မူလဝိညာဉ်ကိုဖျက်ဆီးသွားလာနေတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ထိုရှေးအောင်မျိုးနဲ့၃ခုရဲ့ရိပ်တည်နောက်မှာတော့ရှေးအောင်အမိတ်တော်အေယာမဥခေါင်းချီရာရှိနေပါတယ်။ ်ရှေးအောင်ဦးကောင်းကြီးကကောင်းကင်ကိုဖုံးလွှမ်းပြီးမြေကြီးကိုဖုံးကွက်ထားပါတယ်ဝင်လင်းရဲ့မူလဝိညာဉ်ကလှိမြန်ဆောင်နဲ့ကျေပြန်းလာပါတယ်သူကရင်ထိုးရလုံးဝမကျေပြန်းခင်ပါပဲသူ့ရဲ့ခန္ဓာကိုယ်ထဲမှာမိုးချိမ့်တက်လို့အတန်တွေကိုပိတ်တင်ထပ်သွားစေပါတယ်အချိန်တော်ကြာဖိနှိပ်ထားပြီးတဲ့နောက်ဝင်လင်းရဲ့ခန္ဓာသူ့ရဲ့မူလအရွယ်စားတိုင်းရှိနေပေမဲ့အခုတော့သူ့ရဲ့ခန္ဓာထဲမှာရှေးအောင်မျိုးနဲ့ဇူးတွေရဲ့တုံလို့ဆရာကောင်းတဲ့စွမ်းအားကပေါဝင်နေပါပြီထိုးစွမ်းအားနဲ့တူဝင်လင်းရဲ့ပြန်လဲကုသနိုင်စွမ်းအားကြောင့်မဖွေရကောင်းတဲ့အတိုင်းတာကိုရောက်ရှိသွားပေမဲ့သူကကျင်တဲ့ချိန်မရှိသေးပါဘူးသူ့ရဲ့လေးလာမှုအရထို ပြန်လဲကုသနိုင်စံပမာဏတက်လက်ပံအရွယ်မျိုးသားရဲ့ခန္ဓာအပြင်ဘက်ကသုံးလမအသားစီးကိုဖောက်ထွင်းမှုအတွက်မလုံလောက်သေးပါဘူးဟိဟောက်တန်တဲ့အတူဝင်လင်းကသူ့ရဲ့ရှေးအောင်ဆွမ်းရည်အားလုံးကိုသူ့ရဲ့လက်ညှိုးထဲမှာစူးစီးလိုက်ပါတယ်သူ့ရဲ့ညာဘက်လက်မျိုးကရှေးအောင်ကောင်းကင်ဘုံနယ်ပယ်ကိုတုန်ခါသွားစီနိုင်တဲ့ကြောင်မဖွဲ့ရအရှိန်အဝါကိုထွက်လွတ်နေပါတယ် ထိုးအရှိန်ဝါနဲ့ဆိုရင်ထိုးလက်ညိုးကမတင်မျိုးလက်ညိုးတစ်ခုလုံးတော့တတ်မှတ်နိုင်ပါလေထိုးရာသူအိမ်မက်တာအိုထဲမှာနားလေဒိုးပေါက်ခဲ့တဲ့ခုနှစ်ခုမြောက်မူလနီးပညာကိုပိုင်နီးပညာရှေးဟောင်းမတင်မျိုးလက်ညိုးပါရှေးဟောင်းမတင်မျိုးလက်ညိုးကရှေးဟောင်းမျိုးနဲ့စုသုံးခုရဲ့စွမ်းအားကိုလက်ညိုးတစ်ချောင်းထဲမှာစူးစီးထားပါလေထိုးရာကြောင့်မဖွေရာကောင်းတဲ့တိုက်ခိုက်ရေးစွမ်းအားကိုပန်းဆိုင်နာသလိုကြောင့်မဖွေရာကောင်းတဲ့ပြန်လဲကုသနိုင်စွမ်းကိုလည်းပန်းဆိုင်နာပါလေထိုးပြန်လဲကုသနိုင်စွမ်းပမာဏကိုဝင်လင်းကမတင်မျိုးလို့ခေါ်နိုင်ပါလေထိုးရာ အနာဘလောက်တော့ချောက်ဖို့ကောင်းလဲဆိုတော့ပြတ်သားဖို့ကလုံလောက်ပါလေမတိမ်မျိုးဆိုတာပြန်လဲကုသနိုင်စွမ်းကကောင်းကင်းနဲ့မြေကြီးရဖြက်စီးမှုအလုံးကိုတံပြန်ချေဖျက်နိုင်နေဆိုတဲ့အထိပ္ပယ်ပါအဲ့လိုမှသာမတိမ်မျိုးလို့တတ်မှတ်နိုင်မှာပါဝယ်လင်းရဲ့ကျင့်ကြံမှုနဲ့ဆိုရင်သူကထိုခန္ဓာတစ်ခုလုံးမတိမ်မျိုးဖြစ်အောင်လို့မလုပ်နိုင်ပါဘူးသူကလညိုးတစ်ချောင်းကိုပဲမတိမ်မျိုးဖြစ်အောင်လုပ်နိုင်ပါလေထိုရှင်းရောင်းမတိမ်မျိုးလညိုးကသူ့ရဲ့မတိမ်မျိုးကောင်းကင်ခန္ဓာမှာတွေ့ကြုံခဲ့ရတာတွေကိုငှားယမ်းပြီးနားလေဒိုးပေါက်ခဲ့တဲ့အားကောင်းတဲ့ဤပညာတစ်ခုပါထိုရာကောင်းကင်ပုံစွမ်းရင်ကိုမလိုအပ်ပါဘူးလိုအပ်တာရှင်းအောင်စွမ်းရင်ပါ တို့ဝရင်သူ့ရဲ့အစွမ်းတတ္တိယမတင်မျိုးကောင်းကင်ခန္ဓာထံမနှိမ့်ကြနိုင်ပါဘူးဝင်လင်းကမလန်မကန်တလက်ပိုင်အွယ်မျိုးသားကိုစိုက်ကြည့်ပြီးအယုံခွန်းတစ်ပါးအလင်းကိုလှမ်းကြည့်လိုက်ပါတယ် ဝယ်လင်းရဲ့မျက်လုံးထဲမှာအေးဆမ်းမှုရင်းရုံကဖြစ်ပြေးသွားပြီးရှေ့ကိုခြေလန်းကသူ့ရဲ့ရှေးအောင်မတင်မျိုးလက်ညိုးကတလက်ပံအရွယ်မျိုးသားရဲ့မျက်ခုံးချနေရစီကိုထိုးဆိုင်သွားပါတယ်ထိုးတစ်ချက်ကနှိကွေးသွားပုံရပါပေမဲ့လက်စည်းလိုမြန်ဆန်ပါတယ်မျက်စိတမိတ်အတွင်းမှာသူ့ရဲ့လက်ညိုးကတလက်ပံအရွယ်မျိုးသားစီကနေသုံးလုံးအကွာကိုရောက်ရှိသွားပါတယ်ဝယ်လင်းရဲ့လက်ညိုးကကြောက်မဖွေရာကောင်းတဲ့နှုံနဲ့ပြိုကွဲပြီးပြိုကွဲစားပြူလာပါတယ်အရင်အားသာဆိုရင်တော့ထိုးပြိုကွဲမှုကပြန်ပြင်းလို့မရနိုင်ပါဘူးဘဲဆွမ်းဘဲရာဝတ္ထုမှတလက်ပံအရွယ်မျိုးသားရဲ့သုံးလုံးအတွင်းကိုမရောက်နိုင်ပါဘူးတို့ရရင်ထိုးအချိန်မှာဝယ်လင်းရဲ့လက်ညိုး ို့ကပြုတ်ကွဲသွားပြီးယူသွတ်စွာနဲ့ပြန်လဲကူးသားနေပါတယ်ထိုလင်းမြန်စွာနဲ့ပြုတ်ကွဲမှုနဲ့အတူပြန်လဲကူးသားမှုကအလွန်အမြင့်သားပါတယ်ဝင်လင်းရဲ့လက်မျိုးကပြုတ်ကွဲသွားသလိုပြန်လဲဖွဲ့စည်းနေတာကိုလည်းမြင်နိုင်ပါတယ်သုံးလုံးမအကွာအဝေးကအရန်အို့တူတောင်းပေမဲ့ဝင်လင်းအတွက်တော့အလွန်ရှည်လျားသလိုခံစားနေရပါတယ်သူ့ရဲ့လက်မျိုးကဆက်ပြီးတော့ပြုတ်ကွဲလိုက်ပြန်လဲကူးသားလိုက်နဲ့တန်တရားလဲနေပါတယ်ဝင်လင်းရဲ့လက်မျိုးကသုံးလုံးမအသားစီးကိုကျော်လွန်ပြီးထိုးဖောက်ဝင်ရောက်သွားတဲ့အမျှပြုတ်ကွဲမှုကပိုပြီးတော့ပြင်းထန်လာပါတယ် တခဏလေးအတွင်းမှာပဲတူးလက်မျိုးကအကျိန်တသိန်းတသန်းဆယ်တန်းပြုတ်ခွဲသွားပေမဲ့အပြန်လန်အားဖြင့်အကျိန်တသိန်းတသန်းဆယ်တန်းပြန်လဲကုသခဲ့ပါတယ်ထိုအရရှေးဟောင်းမတင်မျိုးလက်မျိုးပါ ထိုးပြဲလဲကုသနိုင်စွမ်းဤပညာတစ်ခုအဖြစ်တတ်မှတ်လို့မရတော့ပါဘူးထိုးရထိုးကဘာကြီးမှာမရှိသင့်တဲ့အရာတစ်ခုပါသူကပို့ပြီးတော့ဝင်လေလေပြုတ်ကွဲမှုကပို့ပြီးတော့ကြောက်ဖို့ကောင်းလေပါဝင်လင်းရဲ့လက်မျိုးကသုံးလုံးမနှီးပါဝင်သွားပြီးတက်လက်ပိုင်အရွယ်မျိုးသားရဲ့မျက်ခုံးချနေရာကိုထိတော့မဲ့အချိန်မှာပြုတ်ကွဲနှုံးကဖော်ပြလို့မရနိုင်တော့ပါဘူးအဆုံးမှတော့ဝင်လင်းရဲ့ပြန်လဲကုသနှုံးကပြုတ်ကွဲနှုံးကိုကျော်လွန်သွားပြီးသူ့ရဲ့လက်မျိုးကလုံးဝပြန်လဲကောင်းမွန်သွားပါတယ်သူကကြောက်မဖွေရကောင်းတဲ့ပြုတ်ကွဲစွမ်းအောင်ကိုလေးလူရှုပြီးသူ့ရဲ့လက်မျိုးကတက်လက်ပိုင်အရွယ်မျိုးသားရဲ့မျက်ခုံးချနေရာကိုကြောက်သွားပါတယ် အဖိုးကြီးရဲ့ခန္ဓာကိုယ်ဖြစ်တန်းသွားတဲ့မိုးချိမ့်တဲ့လို့အတန်ကြီးကပြည့်တင်ထသွားပါလေအဲ့ဒီထဲမှာဂျိုးတလုံးကိုဖြစ်စင်းနိုင်တဲ့စွာကပေါဝင်နေပြီးထိုရာဝင်လင်းရဲ့လညုံနဲ့တလက်ပိုင်အရွယ်မြူသားစီရနေတဲ့ချိန်ထဲမှာပောက်ကွဲထွက်လာတာပါမိုးချိမ့်တဲ့လို့အတန်ကပြည့်တင်ထသွားပြီး ပဝင်းချင်းဧရိယာကိုတွန်းခါသွားစေပါတယ်ဝင်လင်းရဲ့မူလဝိညာဉ်ပက်လက်ကမြူခိုးတွေကပြုတ်ကွဲပြီးမိုးချင်းတက်လို့အတန်အဖိုးကြီးရဲ့ဆိတ်ကိုလည်းပြုတ်ကွဲသွားစေပါတယ်ထိုးရအဖိုးကြီးရဲ့ခန္ဓာကိုတက်ရောက်မှုရှိပြီးသူ့ရဲ့ခန္ဓာကပြုတ်ကွဲစားပြူလာပါတယ်အယောင်ခဏပါအလင်းကိုထွက်လွတ်နေတဲ့တက်လက်ပိုင်းရွယ်အမျိုးသားကတွန်းခါသွားပါတယ်ထိုးအားကောင်းတဲ့ဆွမ်းအောက်မှာသူ့ရဲ့ခန္ဓာကပုံပြတ်သွားပြီးဖြင်းချင်းစွာနဲ့ပျောက်ကွယ်သွားပါတယ်သူ့ရဲ့ခန္ဓာကပျောက်ကွယ်သွားတဲ့အမျှလက်တီတဆုပ်စာရွှေရောင်တလင်းကြောက်တစ်ခုကပေါ်လာပါတယ်အဲ့ဒီပုံမှာတင်းခဲ့တဲ့အကွဲเจ้าနေရာပေါ်လာပြီးပြုတ်ကွဲတော့မလို့ဖြစ်နေပါတယ် ထိုတလင်းကြောက်ကဖိုးကြီးရဲ့မျက်ညံတွေပါတစိမ့်ကအရန်အိုအာနာပြင်းပါတယ်ထိုရာအခြားလူတွေမျက်ညံရှာဖွေခြင်းကနေတားစီးုံတော်မကထိုရာကျိုးပေါက်သွားတဲ့မျက်ညံကိုပါချိန်မုံပြီးရှာဖွေသူကဘာမှမရရှိအောင်လုပ်ပါတယ်ထိုရာအလုံးကောင်းမွန်စွာတွတ်ချက်ထားတဲ့အစီအစဉ်တစ်ခုပါဒိုးဝရရင်ကတ်မကောင်းစွာနဲ့ထိုရာဝန်လင်းနဲ့ပါဝန်လင်းမှပြုတ်ကွဲဆောင်ကိုတံပြန်နိုင်တဲ့ရှေးအောင်မတင်မျိုးလက်ညိုးကရှိုံတော်မကသူ့မှာရက်တန်ဤပညာအားလည်းရှိနေပါတယ်ထိုအရေးကြီးဆုံးအချိန်မှာဝန်လင်းကတုံဆိုင်မနေပါဘူးသူထိုးထားတဲ့ညာဘက်လက်ညိုးနဲ့မျက်ညံတလင်းကြောက်ကိုထိုးလိုက်ပါတယ်ရက် စကားတလုံးကပြိုကွဲနေတဲ့မှညံတလင်းကြောက်ကိုရက်တန့်သွားစေပါလေထိုးချိန်မှာဝင်လင်းရဲ့နှစ်ဖះယုံကမှညံတလင်းကြောက်ကိုဖျက်တမ်းသွားပြီးအဖိုးကြီးရဲ့ပြိုကွဲနေတဲ့စိတ်ထဲကနေအရှိန်နဲ့ထွက်လာကသူ့ရဲ့ခန္ဓာထဲကိုပြောင်းဝင်သွားပါလေသူ့ရဲ့မူလဝိညာဉ်ဟာသူ့ရဲ့ခန္ဓာထဲကိုပြောင်းဝင်သွားချိန်မှာသူကအော်ဟင်းနေတဲ့အဖိုးကြီးရဲ့နှဖူးပေါ်ကသူ့ရဲ့ညာဘက်လက်ကိုမြှောက်လိုက်ပါလေသူကခြေလန်းအများပြားနောက်ဆုတ်လိုက်ပါလေသူကနောက်ဆုတ်သွားတဲ့အခါအဖိုးကြီးရဲ့နာကျင်စွာနဲ့အော်ဟစ်တန်ကအဆုံးစွန်ရောက်သွားပါလေသူ့ရဲ့ခန္ဓာကနေမိုးချိန်တန်လို့အတန်တွေကထွက်လာပြီးအတွင်းပိုင်းကနေပြိုကွဲစားပြုလာပါလေသူ့ရဲ့စိတ်ထဲကစွာက ူရဲ့စိတ်ကိုဖျက်ဆီးပစ်ပါလေသူရဲ့မူလဝိညာဉ်ကိုတတ်ပစ်ပါလေသူရဲ့ရိုးရီကိုကြိမ်မွားစေပါလေသူရဲ့အသားတွေကိုဆွဲဖျက်ပြီးအပြင်ဘက်ကိုပောက်ကွဲထွက်လာပါလေဖိုးကြီးရဲ့ခန္ဓာကသူ့ရဲ့ခန္ဓာကနေပောက်ကွဲထွက်လာတဲ့စွမ်းအားကြောင့်ဆုပ်ပစ်တက်သွားပြီးအသားနဲ့သွေးတွေကပြောက်ကွက်သွားတဲ့အမြအာကောင်းတဲ့တုန်ခေါမှုတစ်ခုကရက်လီမျက်နှာကိုပြန့်နှံ့သွားပါလေထိုတုန်ခေါမှုစွမ်းအားကဝင်လင်းမဖျက်ဆီးရသေးတဲ့ပတ်ဝန်းကျင်ရရုပ်ထုတွေကိုချိန်မုံသွားပါလေသူတို့ထေကအချို့မှလည်းကောင်းကင်ဘုံသားတွေကအတွင်းမှာကူးသားနေကြပါပဲသူတို့ကမျက်လုံးတော်မဖွင့်နိုင်ခင်မှာပဲတုန်ခေါမှုကသူတို့အိတ်ဆက်နေရင်တက်ပစ်လိုက်ပါလေထိုတုန်ခေါမှုလိုင်းရ ရဝင်လင်းရဲ့ရှီယောင်စွာနဲ့ကောင်းကင်ဘုံစွာတို့ရဲ့တက်မိမှုပါဒါအပြင်အယောင်ခဏပါတလက်ပိုင်အရွယ်မြူသားစီယာဒစိရဲ့စွာကလည်းပတ်ဝန်းနေပါတယ်ထို့အဖြတ်စွာကကဘာကြီးကိုတုံခါသွားစီလောင်းအထိအကောင်းလုံးပါတယ်အဖိုးကြီးရဲ့ခန္ဓာပောက်ကွဲသွားချိန်မှာအီယာမရုပ်ထုကြီးလေးခုမှရှိနေတဲ့ရှီဟောင်ကောင်းကင်ဘုံနေပယ်ရဲ့အတွင်းပိုင်းနေဆိုင်တဲ့နေရာမှာကြားဖြူကမယုံနိုင်မှုတုံလုံးမှုတွေနဲ့ကြောင်းရွမှုတွေပြင်းထန်နေတဲ့ဟိမ့်တန့်ကိုပြုတ်လိုက်ပါတယ်ဒါဒါဒါမဖြစ်နိုင်ဘူးသူကဘလို့လှုပ်လိုက်တာလဲသူကကောင်းကင်ဘုံအေကရိယတစိုက်ကိုဘလို့ဖောက်ထွင်းလိုက်တာလဲ အဲ့ဒီတစ်စိတ်ရဲ့သုံးလမမှာအရာအလုံးကိုဖျက်ဆီးနိုင်လို့တဲ့စွာကရှိနေတယ်အရောထိခိုက်ရောလို့ဘဝနီးလန်းလုံးဝမရှိဘူးညီပညာအလုံးကအဲ့ဒီရှေ့မှာပြုတ်ကဲသွားမှာသူကအဲ့လိုတစ်စိတ်မျိုးကိုဘလို့ဖောက်ထွင်းနိုင်ပါလိငါတို့ကအထွန်းအထည်ကိုရောက်နေတဲ့အချိန်တုန်းကအဲ့တော့ငါတို့တော့မဖောက်ထွင်းနိုင်ခဲ့ဘူးဝေကီယက်ကလည်းအတန်အထွက်လာတာနဲ့မြားဆန်ဖြူနဲ့ဘိုးကြီးကကိုင်းထွက်လာပြီးသူ့ရဲ့မျက်နှာကတုန်လုံးမှုနဲ့ပြည့်နေနေပါလေအခြားသုံးယောက်ကလည်းတုန်လုံးသွားပါလေရှေးဟုံးခစ်ခရေရော့ ကောင်းကင်ဘုံဧကရရဲ့တစိုက်ကိုတရရုတ်ကဖောက်ထွေးနိုင်ခဲ့တယ်လို့ငါတကားမှမကြားဘူးမတိမ်မျိုးကျက်တာကုန်းမြင့်ကြီးပေါ်ကအချောအကောင်းတဲ့ဧကရတွေရတော့ဖောက်ထွင်းမှုအတွက်အရန်ကိုခတ်ခဲ့တယ်။ဘာပဲဖြစ်ဖြစ်ဒါကောင်းကင်ဘုံဧကရကဖန်နီးခဲ့တဲ့ဤပညာတစ်ခုပဲ။ပြီးတော့အဲ့ဒါငါရဲ့တောင်ခုနှစ်တွေခိုင်းရအဓိကတပည့်တွေရဲ့လှုပ်ဝက်ချက်တွေကိုကောက်ွယ်ဖို့အတွက်အဆုံးစွန်သောနီလံပဲ။သူကအောက်ဘုံကပျောစိတ်တစ်ခုမျှတာပဲ။ဒါပေမဲ့သူကတကယ်ပဲအဲ့ဒါကိုဖောက်ထွင်းနိုင်ခဲ့တယ်။ အခြားရုပ်ထုတွေမှာလိမ့်နက်ကလည်းထိမ့်လန့်မှုတုံလုံးမှုတွေနဲ့အခြားရုပ်ထုတွေမှာလိမ့်နက်ကထိမ့်လန့်မှုမယုံကြည်နိုင်မှုတွေပြင်းထန်နေတဲ့မျိုးလုံးတွေနဲ့ရှောင်းလန်းထွက်လာပါတယ်။သူကသာသူ့ရဲ့ကိုယ်ပိုင်နဖျားအယုံနဲ့မမြင်တွေ့ခဲ့ရဘူးဆိုရင်ထိုးရတကယ်ဖြစ်တယ်လို့သူကယုံမှာမဟုတ်ပါဘူး။ဒီကောင်လေးကတမန်မဟုတ်ဘူး။ငါတို့ကဒီလူအတွက်ငါတို့ရဲ့အစီအစဉ်ကိုပြောင်းလဲဖို့လိုလိမ့်မယ်။သူက ကောင်းကင်ဘုံဧကရရဲ့တစိုက်ကိုဖောက်ထွင်းနိုင်တယ်ဆိုတဲ့အချက်ကသူကတုံလုံးစရာကောင်းတဲ့ဤပညာကိုပိုင်ဆိုင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ အလို့နီးပညာမျိုးကမတိမ်မျိုးကျက်တာကုန်းမြေကြီးဦးနော်တုံလုံးသွားစင်နိုင်လို့တယ်တတရားရုပ်ထုတွေကဝဲကြက်ကအဖိုးကြီးတယောက်ကရှောက်ထွက်လာပါလေသူကအဝေးကိုလမ်းကြည့်ပြီးအသက်ရှူမှားသွားပါလေတောင်မန်နီငှက်ကတော့ဘာစကားမှမပြောခဲ့ပါဘူးသူကဝဲကြက်အတွင်းကကဘာကိုကြည့်ပြီးသူ့ရဲ့မျက်နှာအမူအရဆက်ပြီးတော့ပြောင်းလဲနေပါလေ အဖိုးကြီးကပြုတ်ခွဲသွားတဲ့အခါဝင်လင်းကပေါက်ကွဲထွက်လာတဲ့စွမ်းအားစီကနေနောက်ဆုံးနေလိုက်ပါလေသူရဲ့မျက်နှာအမူအရာတင်ညင်နေပြီးအဝေးကိုလမ်းကြီးကလှုံပြုံးတစ်ချက်ကိုပြုံးလိုက်ပါလေသူတို့ကသူ့ကိုမြင်နိုင်ပေမဲ့ဝင်လင်းကလည်းသူတို့ရဲ့တီရှိမှုကိုအစောကြီးထဲကခံစားမိခဲ့ပါလေ ဝလင်ကသူ့ရဲ့အကြည့်ကိုပြန်ဝင်သိမ်းလိုက်ပါလေသူ့ရဲ့ရှေးရောက်မသိမျိုးလက်ညိုးကရှေးကိုအချိန်ပေါင်းများစွာထိုးလိုက်ပြီးသူကထိုးလိုက်တိုင်းမှာတုံခါမှုအနေငယ်ကပြောက်ကွယ်သွားပါလေသူ့ရဲ့လက်ညိုးကဆက်ပြီးတော့ပြိုကွဲလိုက်ပြန်လည်ဖြစ်တည်လိုက်နဲ့တုံခါမှုလိုင်းထဲမှာအပေါက်တစ်ခုကိုဆွဲဖြစ်လိုက်တဲ့အထိပါပဲဝလင်ကအဲ့ဒီပေါက်ကနေရှောက်ထွက်လာခဲ့ပါလေတုံခါမှုကဖြစ်တန်းသွားတဲ့အခါကီလိုမီတာတန်ပေါင်းများစွာအတွင်းကအရာအလုံးကလုံးဝပျက်စီးသွားပါလေတချိန်ချင်းမီဟိန်တန်အချိန်တော်ကြာဆက်ရှိနေပြီးမှဖင်းချင်းစွာနဲ့ပြောက်ကွယ်သွားပါလေအခုတော့အဝေးရလာတဲ့တုံးညင်းတဲ့မိုးချင်းတန်ကိုပဲကြားနေရပါတယ်ဝလင်က ကကောင်းကင်ကိုပြန်တက်သွားပြီးပျက်စီးသွားတဲ့မြေကြီးကိုအပေါ်ကနေငုတ်ကြည့်လိုက်ပါလေဖုံမိုးတွေကမှုန်တိုင်းတစ်ခုဖြစ်ပေါ်စေပြီးမြေကြီးကိုဖုံးလွှမ်းထားပါလေသူ့ရဲ့ဖြူအောင်စပင်တွေကဖြစ်ဖြစ်နဲ့လွင့်နေပြီးသူ့ရဲ့ဝေစားတွေကတစ်ဖက်ဖက်နဲ့မြည်နေပေမဲ့သူကအလွန်တင်းငိမ့်နေပါလေသူကတတိယအဆင့်စိတ်ဝိညာဉ်လေးဟာနဲ့အလယ်အဆင့်ချင်းချင်းသူတယောက်မှရှိတဲ့ဂုံတိတ်ခါကိုထွက်လွတ်နေပါလေ သူ့ရဲ့ညာလက်ကိုဝင်ရလိုက်ပြီးအကွဲကြောင်းတွေဖုံးနေတယ်။ရွှေရောင်ဖျော့တလင်းကြောက်ကသူ့ရဲ့လက်ထဲမှာပေါ်လာပါတယ်။အဲ့တလင်းကြောက်ထဲမှာအဖိုးကြီးရဲ့ဘွားတစ်ဆောက်လုံးကမျက်ညံ့နေရပေါဝင်နေပါတယ်။သူကရင်ထိုမျက်ညံ့နေကိုနှစ်ဖျားအယုံနဲ့စစ်ဆေးလို့မရပါဘူး။ဝယ်လင်းရဲ့ကျင့်ကြံမှုအစဉ်အပိုမြင့်နေအောင်မှာ သူကအဖိုးကြီးရဲ့မျက်ညံကိုမြင်နိုင်မှာမဟုတ်ပါဘူး။ကောင်းကင်ဘုံသားတယောက်ရဲ့မျက်ညံတွေကိုကောင်းကင်ဘုံအသွင်မျိုးရှိတဲ့သူတယောက်ကပဲကြည့်ရှုနိုင်ပါလေ။ထိုရာဝတ်ထားတဲ့ကန့်သက်ချက်ပါ။ဝလင်းကရှေးဟောင်းမျိုးနွယ်ဝင်တယောက်ဖြစ်နေပေမဲ့သူကကြည့်လို့မရပါဘူး။ထိုရာအဆင့်တန်ကွာခြားမှုတစ်ခုပါ။ပျော်စိတ်တကောင်ကအဆင့်တကောင်ရဲ့မျက်ညံကိုရရှိခဲ့ရင်တော့ပျော်စိတ်ကနားလည်နိုင်မှာမဟုတ်ပါဘူး။သူဝရင်ဝလင်းကတော့မတူညီပါဘူး။သူ့မှာသူ့ရဲ့မတိမ်မျိုးကောင်းကင်ခန္ဓာဖြစ်တဲ့ရွှေအောင်ကောင်းကင်ဘုံသွေးတစက်ကရှိနေပါလေ။မတိမ်မျိုးကျက်တာကုမြင့်ကြီးပေါ်မှာတော့ထိုရာအလွန်အဆင့်ကျပါလေ။ထို သွေးနဲ့ဆိုရင်ဝင်လင်းကမညံ့နေကိုစောက်တုံးကိုဖတ်တလို့အလွယ်တကူနဲ့ကြည့်ရှုနိုင်ပါလေသူက မျက်လုံးကိုမှိတ်လိုက်ချိန်မှာစိတ်ကူးရင်ကဘာသေးကိုဝင်ရောက်သွားသလိုပဲသူကထူးဆန်းတဲ့တိုက်ကြီးကိုတွေ့လိုက်ရပါလေထိုတိုက်ကြီးကအလုံးချေပြန့်ပြီးမညံ့ပိုင်ရှင်တော်မှတိုက်ကြီးရဲ့အဆုံးစုံကိုတစ်ခါမှမမြင်ဘူးပါဘူးမညံ့ပိုင်ရှင်သွားခဲ့ဘူးတဲ့အဝေးဆုံးနေရာအတွင်းနဲ့ပဲအပြင်နဲ့ပဲအများပြားရဲ့အကွာအဝေးလောက်ရှိပေမဲ့ထိုရာထိုတိုက်ကြီးရဲ့တတောင်းမှုတပုံတော့မရှိသေးပါဘူးထိုတိုက်ကြီးထိုကုန်းမြင့်ကြီးပေါ်မှာအတောက်ပဆုံးအရာကောင်းလေးပေါ်ကနေကိုးစင်းပါထိုနေကိုးစင်းက ောင်းကင်းမှာချိတ်ဆွဲထားပြီးသူတို့ရဲ့လင်းရောင်ကမြေကြီးကိုဖုံးလွှမ်းထားပါတယ်အဖိုးကြီးရဲ့မညံ့ကိုဆွတ်ယူပြီးတဲ့နောက်ဝလင်းက နေကိုးစင်းကိုမြင်တဲ့အခါရှေးဟောင်းဒါနာကြီးတစ်ခုပေါဝင်တဲ့မညံ့တစ်ခုကိုတွေ့ရှိခဲ့ပါတယ်ဒါနာကြီးဒီအရာမတင်မျိုးကျက်တာကုန်းမြေကြီးပေါ်ကနေကိုးစင်းက မဟာကောင်းကြီးဘုံအရှင်သခင်ကိုးပွားကိုကုစားပြုပါလေအဖိုးကြီးရဲ့ဆရာအယောင်ခဏပါရုတ်ထူဝါလူနောင်မှာအဲ့အဆင်းကိုမရောက်သေးပါဘူးဒါနာယီယကိုးဝအဆုံးစုံမှာဆယ်စင်းမြောင်းနေရပေါ်လာရင်မတင်မျိုးကျက်တာကိုမြင့်ကြီးကအဆုံးမရှိဘေးဒုက္ခကိုကြုံတွေ့ရမယ်လို့ဆိုကြပါလေထိုအဖိုးကြီးကထိုကိုမြင့်ကြီးမှာမွေးဖွားခဲ့ပါလေသူကကြီးပင်းလာတဲ့အခါဂိုင်းတစ်ခုကိုဝင်ရောက်ခဲ့ပါလေထိုရောင်တောက်ခွနသွဲဂိုင်းလို့ခေါ်ပါလေတောက်ခွနသွဲဂိုင်းရဲ့အရှင်သခင်ကြီးကတောက်ဇုံတွဲတွေ့ရပါပဲ သူတို့ထရေရတယောက်ကအယောင်9ပါးရုပ်ထုနဲ့လူပါသူကိုအယောင်9ပါးကောင်းကြီးပုံဧကလေးလို့ခေါ်ကြပါလေသူရဲ့ကျင့်ကြံမှုကလှုပ်ဝက်စမ်းကြဲ့ပါလေသူကသူ့ရဲ့ကိုပိုင်ခိုင်းကိုတီထောင်ခဲ့ပြီးတပည့်များစွာကိုစုစည်းခဲ့ပါလေခိုင်းကိုတီထောင်ပြီးနှစ်ပေါင်းတောင်းချီအတွင်းမှာခိုင်းရအကြက်တဲများစွာကိုရင်ဆိုင်ခဲ့ရပါလေဒိုးအားဖြင့်နောက်ဆုံးမှာတော့အနီရကိုတောက်ဇုံတွေရဖြည့်ရှင်းပေးခဲ့ပြီးသူတို့ကဒေတာအတွင်းမှာဖြင်းချင်းစွာနဲ့ကြော်ကြလာခဲ့ပါလေအချိန်ကြာလာနေအမျှအဖိုးကြီးကနောက်ဆုံးမှာ တောင်ခုနှစ်သွဲဂိုင်းလေးရအားကောင်းတဲ့ကျွမ်းကျင်သူစစ်တီတော်ကောင်းကြီးဘုံသားတရားထရေတယောက်ဖြစ်လာခဲ့ပါတယ်သူကတောင်မန်နီငှက်မိုးပြောင်းနဂါကြားဖြူနဲ့လိန်နရိုရဲ့အောက်မှာရှိနေပါတယ်သူရဲ့အဆင့်တန်းအရန်မြင်ပါပြီသူလိုချင်တဲ့ဘယ်နီးယာမှာဘယ်စီလုံးမဆိုရယူနိုင်ပါလေတနေ့မှာတော့အဖိုးကြီးရဲ့မညံနေမှာတောင်ခုနှစ်သွဲဂိုင်းပြင်ပန်းကနေဆူရှားတဲ့လင်းနေရာထွက်လာပါတယ်သူ့နောက်ကြောက်လန့်သွားစီတဲ့အချိန်မှာမြေပြင်ကိုဖုံးလန်းသွားပါတယ်ထိုဖိအားအောက်မှာညဘက်မှာပေါ်လာသေးတဲ့နေနှစင်းကကြောက်လန့်နေတဲ့အဖိုးကြီးရဲ့ရှေ့မှာပေါ်လာပါတယ်ညဘက်မှာရုတ်တရက်ပေါ်လာတဲ့ နေနှစင်းရအဆုံးမရှိတောက်လောင်တဲ့အလင်းရောင်ကိုထွက်လွတ်နေပါလေအဖိုးကြီးကတုန်ခါသွားပြီးထုံမြင်ခွင်းကိုလင်းလင်းလင်းနောက်မှတ်မိနေပါလေသူကဒါနာရီနဲ့နေရဘာကိုကိုစားပြုလဲဆိုတာသတိရလိုက်ပါလေအဆုံးမရှိတောင်းယုံမှုကိုခံစားနေရရင်သူ့ရဲ့ခန္ဓာအပေါက်တွေကနေ သွေးထွက်စီတဲ့အထိချင်းချင်းမီဟိမ့်တန်တွေကိုကြားလိုက်ရပါတယ်။သူ့ရဲ့စိတ်ကတုန်ခါသွားပြီးသူကသတိလစ်သွားပါတယ်။သူကသတိမလစ်ခင်အချိန်လေးမှာပဲဂိုင်းကျုံနဲ့တာအိုလက်တွဲဖို့ကနေနေစင်းတိုက်မိတဲ့နေရာစီကိုအချိန်နဲ့ထွက်သွားတော့သူကခံစားမိလိုက်ပါတယ်။ရဲ့အနေငယ်အကြာမှအဖိုးကြီးကနိုးလာပါတယ်။သူ့ရဲ့ကျင့်ကြံမှုကအဆင့်အနေငယ်ကြာဆင်းသွားတော့သူကခါးသီးစွာနဲ့တွေးရှိလိုက်ရပါတယ်။လာအနေငယ်ကြာပြီးတဲ့နောက်မှာတာအိုခုနှစ်တွဲဂိုင်းရဲ့အရှင်သခင်ကတယောက်တည်းပြန်ဟုတ်လာပါတယ်။သူ့ရဲ့မျက်နှာအမူအရညှို့ငဲ့နေပေမဲ့သူ့ရဲ့မျက်လုံးကတော့တောက်ပနေပါတယ်။ အယောင်ခုနှစ်ပါးကောင်းကင်ဘုံဧကရေကသူ့ရဲ့တောက်လက်တွဲဖို့ဘယ်ဟုသွားလဲဆိုတာကိုဘသူ့ဘုံမှာပြောခဲ့ပါဘူးအဲ့ဒီစာသူကသူ့ရဲ့တပည့်အချို့ ကောင်းကင်ဘုံမိဖုရားငယ်အများပြားစစ်တီတော်တရားနဲ့ဘိုးကျုပ်လေးယောက်ကိုလှိုင်ကူတဲ့ကိုခေါ်သွားပါတယ်။သူကလှိုင်ကူကိုတစိမ့်ခတ်ပြီးအဲဒီပုံမှာမီးမထွက်နိုင်တဲ့တစိမ့်အမှတ်သားတွေကိုခြံထားခဲ့ပါတယ်။သူကလှိုင်ကူကိုတစိမ့်ခတ်ဖို့အတွက်မှတ်ညံပိုင်ရှင်တခါမှအမြင်ဖူးတဲ့ယတနာအချို့ကိုတော့ထွက်ယူခဲ့ပါတယ်။မှတ်ညံကတလင်းကျောက်အပေါ်ကအကွဲကျောင်းနေကျောက်အပပိုင်းဖြစ်နေပါတယ်။မှတ်ညံကြီးကကျိုးပဲနေပြီးအစိပ်ပိုင်းနေလို့ရှိနေပါတယ်။ဒိုးဝါရင်ဝင်လင်းကမှတ်ညံအစိပ်ပိုင်းတစ်ခုထဲမှာအမျိုးသမီးတယောက်ကိုတွေ့လဲရပါတယ်။သူမကတော့ငွေရောင်ဝင်းကိုဝစ်စင်လာပြီးကောင်းကင်ဘုံအီကရီရဲ့အစိကန်တယောက်ပါ။ဝင်လင်းက ထိုအမျိုးသမီးနဲ့အရန်ကိုယဉ်နီးပါလေ။သူမကိုမြင်တဲ့အခါသူကတဖြည်းဖြည်းနဲ့အတိတ်ကရှင်းလင်းတဲ့ဆက်ဆက်မှုကိုဖွဲတီလိုက်ပါလေ။ထိုအမျိုးသမီးကဝန်လင်းရဲ့တုံလောင်နေရာထက်အရောင်ခဏပါရုပ်ထုကိုကြောက်ရွံ့နေတဲ့ငွေရောင်အမျိုးသမီးအလောင်းမှာနောက်မှညံ့အစိပ်ပိုင်းတစ်ခုမှာတော့ဝန်လင်းကအရောင်ခဏပါကောင်းကင်ဘုံဧကရေအတွင်းနဲ့ပင်နဲ့ရှင်းရောင်ကောင်းကင်ဘုံဧကရေလို့တီးကြတဲ့လူတွေကိုတွေ့လိုက်ရပါလေ။သူကအရောင်ခဏပါရုပ်ထုနဲ့တထက်သေးပါပဲ။သူကလူတိုင်းကိုလှိုင်းကူးစီကိုခေါ်လာပြီး အဝင်းထွက်ကိုတစိုက်ခတ်လိုက်ပါလေပြီးတော့သူကထွက်သွားပြီးတခခုကိုလှုပ်ဖို့အတွက်သွားခဲ့ပါလေကောင်းကင်ဘုံအီကရီမိဖျားငယ်တွင်စစ်တိတော်တွင်နဲ့ဘိုးချုပ်လီယောက်ကကောင်းကင်အီကရီကဘာလုပ်နေလဲဆိုတာမသိကြပါဘူးဒိုးဝါတွင်ဘသူကမှစုံစမ်းမေးမြန်းဖို့အတွက်မလိုရဲကြပါဘူးထို့ကြောင့်သူတို့အားလုံးကတနရာစီကိုရှာပြီးတကားပိချင်းချက်မှုခဲကိုဝင်ကကောင်းကင်ဘုံအီကရီကသူတို့ကိုစင့်ခေါ်ဖို့အတွက်ဆောက်ဆိုင်နေကြပါလေတနေ့မှာတော့လှန်ကူပင်ပန်းနေညှို့ခဲ့တဲ့အတန်အထွက်လာပါလေထိုအတန်ချင်းချက်နေပြီးသူတို့ရဲ့ဆရာကိုဆောက်ဆိုင်နေတဲ့လူတိုင်းကိုနှိုးထားစီခဲ့ပါလေ အယောင်ခွန်တော်တော်ကိုအကရစ်မင်းရောက်ကိုယ့်ရဲ့တော်ကိုလက်တွဲဖို့တော့စွန့်ပြေးခဲရောင်းလောင်းအထိကြီးမြတ်တဲ့ယတနာကိုရခဲ့မှာပဲမင်းရောက်ငေါ့ဒီလိုလောင်လို့ဖျားယောင်းဖို့အတွက်တဲလွန်စားတွေကိုခြံထားခဲ့တယ်ဒီရှေးဟောင်းမျိုးနွယ်ဟောင်းမင်းမဘလို့လက်ကွက်တွေရှိလဲဆိုတော့ကြီးကျင်သေးတယ်အဖိုးကြီးကထိုးအတန်အောင်မင်းနီးပါဘူးဒိုးပါရင်အတန်ထဲမှာအားကောင်းတဲ့ဖိအားပါဝင်နေပါလေအဖိုးကြီးရဲ့စိတ်ကတုန်ခါသွားပြီးမျိုးလုံးကိုဖွင့်လိုက်ပါလေသူကနောက်ထပ်ကြားလိုက်ရတဲ့အရာသူ့ကိုအလွန်မေုံမှကြောက်ရွံ့သွားစေပါလေရှေးဟောင်းအမိတ်ရဲမို့ ငါမင်းကိုဒီကိုဖိတ်ခေါ်ခဲ့တာဒါပေမဲ့မင်းကလှဲ့ကွက်လို့ပြောတယ်လှဲ့ကွက်ဟုတ်မဟုတ်တော့ မင်းရတွေ့တဲ့အခါသိရလိမ့်မယ်အဖိုးကြီးကရှေးဟောင်းအမိတ်ရဲမောရဲ့နာမည်ကိုကောင်းကောင်းသိပါတယ်ရှေးဟောင်းတိုင်းပြည်ရဲ့ဧကရစ်တပါးအနေနဲ့ရှေးဟောင်းအမိတ်ရဲမောကအရန်အုံးမှကြော်ကြားပါတယ်နောက်ပါဖြစ်ခဲ့လဲဆိုတာမှတ်ညံမှာပြတ်တောက်နေလို့ဝန်လင်းကဘာဖြစ်ခဲ့လဲဆိုတာမမြင်ခဲ့ရပါဘူးဝန်လင်းမြင်ခဲ့ရတာနောက်ဆုံးမှတ်ညံအစိတ်ပိုင်းမှာထိုမှတ်ညံအစိတ်ပိုင်းမှာသူကရှုပ်ထွေးနေတဲ့တိုက်ပွဲတစ်ခုကိုတွေ့လဲရပါတယ်ဒူဝါရင်အဲ့ဒါဝါတတာဖြစ်နေလို့တိုက်ပွဲမှာဘသူတွေရပောင်းနေလဲဆိုတာသူကလုံးဝမမြင်ရပါဘူးသူမြင်နိုင်တာအစောက်တရာဘိုးချုပ်လေးယောက်နဲ့ကောင်းကင်ဧကရီမီဖျားငယ်အများပြားလူ၃ယောက်ကို တိုက်ခိုက်နေကြတာပါအဲ့လူ၃ယောက်ကလုံးဝဝါတတာဖြစ်နေပြီးရွှေရောင်အလင်းရဆူရှားနေလို့ဘသူလဲဆိုတာရှင်းရှင်းလင်းလင်းမမြင်နိုင်ပါဘူးတိုက်ပွဲကအချိန်တော်ကြာတိုက်ခိုက်ခဲ့ကြပြီးလူများစွာတေဆုံးသွားပါတယ်အဲ့၃ယောက်ထဲကတယောက်ကအားကောင်းတဲ့ရွှေရောင်အလင်းကိုထုတ်လုပြီးရေမောလိုက်ပါတယ်သူကတောက်ခုနှစ်သွဲခိုင်းရလူတွေကိုလွတ်ဆင့်သွားအောင်လုပ်ပြီးကြောက်တကားတစ်ခုစီကိုအချိန်နဲ့ပြေးဝင်သွားပါတယ်ဒီဘင်ကကိုရိုင်းရောက်လာပြီအယောင်ခုနှစ်ပါးအကြိလေမင်းကအခုထိမထွက်လာသေးပဲ ငါရှိမှဒူးမထောက်သေးဘူးလားရေတန်ကရွှေအောင်လင်းနဲ့ဖုံးလန်းနေတဲ့လူစီကနေပဲ့တင်ထလာပြီမဲဝင်လင်းရဲ့စိတ်ကတော့ထိုးတန်ဝင်ကြားတဲ့အခါတုန်ခါသွားပါတယ်သူကကြောက်တကားစီကိုနီးကပ်သွားချိန်မှာကြောက်တကားကနေကြောက်မဖွေရကောင်းတဲ့ဟိန်းတန်ထွက်လာပါတယ်မှညာထိုးနေရမှာပဲအဆုံးသက်သွားပါတယ်ဝင်လင်းကရုတ်တရက်မျိုးလုံးကိုဖွင့်လိုက်ပြီးသူ့ရဲ့နှစ်ဖူးပေါ်မှာဖိကတ်ထားတဲ့မှညံတလင်းကြောက်ကအမုပ်ဖြစ်ပြုတ်ကွဲသွားကလီနဲ့အတူပြောက်ကွက်သွားပါတယ်အယူရဲ့အတံပဲ ဝယ်လင်းကအသက်ပြင်းပြင်းရှူလိုက်ပြီးသူ့ရဲ့နှစ်ဖျားအယုံကသူ့ရဲ့တူလောင်အနေရထဲကိုဝင်ရောက်သွားပါတယ်။သူကအယူကအိပ်ပျော့နေတုန်းဖြစ်ပြီးသူ့ရဲ့မျက်နှာပေါ်မှာမိုက်မဲတဲ့အပြုံကရှိနေတာကိုတွေ့လိုက်ရပါတယ်။စဉ်းစားရင်ဝယ်လင်းရဲ့မျက်နှာအမူအရာညှို့ငဲ့နေပါတယ်။မှတ်ညံ့နေရသူ့ကိုမိကုံးများစွာကိုဖြစ်ရှင်းပေးခဲ့ပေမဲ့တန်တရားများစွာကိုလည်းပုံမူပြီးတော့ဖြစ်ပေါ်စေခဲ့ပါတယ်။ငါရှေးဟောင်းအမိတ်ရဲမို့အကြောင်းတော့သိတယ်။ပြီးတော့အယူကရောက်လာတာနဲ့ပတ်သက်ပြီးတော့လေထင်ကျေးအချို့ကရှိတယ်။ဒါအပြင်ဝေယောင်ဝိအမျိုးသမီးကတကောက်ဖွင့်ခဲ့တာ။သူမမဟုတ်လို့ပြောခဲ့တယ်။ ဲ့တကားအယူဝဝင်လာခဲ့တဲ့တကားဖြစ်နိုင်မလားအဲ့စစ်ပွဲရလက်ကအယူဝသူ့ရဲ့စိတ်တွေပျောက်သွားပြီးယူသွတ်သွားတာပဲရှေးဟောင်းကောင်းလီပုံနယ်ပယ်ရောက်ပျက်စီးသွားပြီးတောင်ခွနတွယ်ခိုင်းရအကျွင်းကျန်အားလုံးကတကားပိတ်ချင်းကျန်မှုထဲကိုဝင်ရောက်သွားကြတယ်လိုင်ဂူရဲ့အရှင်သခင်တောင်ခွနတွယ်ခိုင်းရဲ့ခိုင်းချုပ်အယောင်ခွနပါးကောင်းလီပုံဧကရိကလည်းပြင်းထန်စွာနဲ့ဒဏ်ရာခဲ့တယ်အဲ့ဒါအမှန်ဟုတ်မဟုတ်ဆိုတော့မသိဘူးအမှန်သာဆိုရင်သူတို့တိုက်ခိုက်ခဲ့ကြတဲ့အရာကောင်းကင်ဘုံတာဝူလို့ခေါ်တဲ့အရာ ဒါမဟုတ်ကောင်းကင်စန့်ကျင်ဗရေးစေးဖြစ်နိုင်တယ်ကောင်းကင်စန့်ကျင်ဗရေးစေးနဲ့ကောင်းကင်တောင်ကြားဆက်ဆက်မှုကပါလေကောင်းကင်စန့်ကျင်ဗရေးစေးဟာတန်လိုင်းပြောင်ရတနာတစ်ခုရဲ့အစိတ်ပိုင်းတစ်ခုပဲဒါကြောင့်ဒါကောင်းကင်ပုံတောင်ဖြစ်နိုင်ခြင်းမရှိဘူးအဲ့ဒါပါလေဘေးကနေလာတာလေဝယ်လင်းကမျက်မှောက်ချုပ်ပြီးသူ့ရဲ့မျက်လုံးတွေကလင်းလက်သွားပါလေနောက်ပြီးတော့စစ်ပွဲပြီးလို့နှစ်တည်ကြာပြီးရဲ့နောက်မှာ အပြင်းနဲ့ပင်မှာလှိုးဝက်စမ်းချတဲ့ကျင်းရတူအုပ်စုဝပေါ်လာခဲ့တယ်ဆိုတော့ငါမိုးချိုးပြန့်ချိန်မျိုးနဲ့ဆိုတာနေတိခဲ့ရတယ်ဝိညာဉ်ကြဖို့ကသူတို့ရဲ့လက်နက်တွေထဲရတစ်ခုပဲအဲ့လူတွေရောဘသူတွေလဲဝင်းလင်းကသူကလက်ကတစ်ခုကိုမလိုက်ပြီးမင်းရင်မတွန့်နိုင်တဲ့နှစ်တရားဖြစ်ဖြစ်ခဲ့တဲ့အရာတွေရဲ့အဖြေစီကိုနီးကပ်လာနေပြီလို့မတင်မကွဲခံစားမိလိုက်ပါတယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်